င်္ဂလာပါရှင်ဘာမခဲ့တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုအချိန်မှစပြီးဇွန်လ19ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပရမောင်းဆုံးတရင်နေနဲ့မြင်းကျန်တွင်စစ်သားနှင့်ပြည်စောထိတ်များလိုက်ပါလာသောကားကိုချားဖြတ်တက်ခံမှုရုရှားပြန်စစ်တပ်ပူကြီးပြည်ဖြူကျော်နှင့်ပြည်စောထိတ်ကောင်းဆောင်မင်းတိုင်အပါဝင်၃ဦးသေဆုံးဆွေးတဲ့မယ်ဖြစ်ပါရရှင်မန္တလေးတိုင်းမြင်းကျန်မြို့နယ်အနှိမ်ကျေးရွာတွင်ခေါင်းခွဲကျေးရွာသာစစ်သားနှင့်ပြည်စောထိတ်များလိုက်ပါလာသောကားကိုချားဖြတ်တက်ခဲ့ရန်ရုရှားပြန်စစ်တပ်ပူပူကြီး ပြဖြူကျော်နဲ့ပြူစော်ရီကောင်ဆောင်မင်းသားအပါဝင်သုံးသိဆုံးခဲ့ကြောင်းမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်ဆောင်ပူမိုက်ခဲကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည်။ဇွန်လ၁၉ရက်နေ့ညနေ၆နာရီချိန်မြင်းချံမြို့မှထွက်လာသောရုရှားပြန်စစ်တပ်ပူကြီးပြဖြူကျော်နဲ့အနေတာပေါင်းခြေရွာအုပ်စုပြူစော်ရီကောင်ဆောင်မင်းသားအပါဝင်၄ဦးလိုက်ပါလာသည့်ကားကိုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကကေမုံဝတ်ဆောင်ဆိုင်ကအလင်းငိုက်ချပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ။တရင်ရုံကကားတစ်စီးတည်းလာမယ်လို့တရင်ရတာတကယ်တော့တိုက်တော့ကားနှစ်စီးဖြစ်နေလို့လက်နက်တွေမရခဲ့ဘူး။ တစည်းတဲ့ဆိုပြီးအနီးကပ်အပိုင်းဝင်ပစ်ခဲ့တာရုရှားပြန်ပူးကြီးလဲတည်တယ်ပြူစောရီကောင်းဆောင်လဲတည်တယ်ကောင်းမော်ပါရဲသူလေးဦးတွေကတုံးုံတည်တယ်ကျွန်တော်တို့ရဲဘော်တွေအလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ပုံမိုက်ခဲကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်ထို့သောတိုက်ခိုက်မှုအတွင်ကောင်းမော်ရင်လိုက်ပါလာသောပြည်ဖြူကျော်အနှိမ့်တာပေါင်းပြူစောရီကောင်းဆောင်မင်းတိုင်းနဲ့တပ်သားပိုင်စိုးတို့တိုက်ဆုံကတက်ကြွကြီးမှုစိမ့်မှာအပြင်းထန်တရန်ရရှိသောကြောင့်သိရှိရသည်တိုက်ဆုံဆက်သားပြူစောရီအလောင်းများနဲ့တရန်ရဆက်သားတို့ကိုမြင်းချံမြို့နယ် ပြည်စော်ရေးခေါင်းဆောင်တေရန်ရှိမွန်ရဲ့အဖွဲ့ကလာရောက်တည်ဆောင်းသွားပြီးတရားပြင်းထန်ရရှိသောတကြက်ကြီးမုတ်ဆေးကိုမြင်းချံမျိုးနဲ့ပြည်သူစေယုံတို့ပို့ဆောင်လိုက်ကြောင်းထို့ပြင်တည်ဆောင်းသွားသောပြည်စော်ရေးခေါင်းဆောင်မင်းတိုင်ရှိုးလောင်းကိုတေရန်ရှိမွန်ကမိသားစုထံပြန်မပေးဘဲတချို့ပေးမျိုးသိမ်းယူလိုက်ကြောင်းသိရှိရသည်။ဆက်လက်ပြီးကန်တော်ရွာရဲစခန်းကိုစစ်အုပ်စုလေးကြောင်းပြစ်ကူကြကောင်း PLA ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေတိမ်ပိုင်နိုင်ငံတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရှင်မာပင်ခိုင်ပလဲမြို့နယ်ကကန်တော်ရွာရဲစခန်းကိုစခန်း န်းမကြဘူးဆဲအိုစုကလေးချောင်းပြစ်ကူပေးခုခံနေကြားရဲကပဲဇွန်လ19ရက်ဒီကနေ့မနက်ပိုင်းမှာတော်လိုင်းဘူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကသတင်းထုတ်ပြန်ပါတယ်။ စစ်စေးကျဲအရာအချမ်းချာကြတဲ့ပလဲမျိုးနဲ့အနောက်ပိုင်းပလဲမင်းတိုင်းမင်းကံကောသွားကမ်းလမ်းပေါ်မှာရှိတဲ့ကန်တောင်းရွာဆဲအုပ်စုရဲစခန်းကိုဆွန်လာနေရမှာ PLA ဦးဆောင်တဲ့တော်လင်းဘူပေါင်းတပ်ဖွဲ့တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ပတ်ကျော်ကြာဒီကနေ့ဆွန်လာ16ရက်မှာအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့တော်လင်းသတင်းရင်းမြစ်တွေကဆိုပါတယ်ပလဲနဲ့ကန်တောင်းရဲစခန်းသိမ်းပိုင်ခင်းမှုနဲ့ပတ်သက်ပြီးဆွန်လာ16ရက်မနက်6:40မိနစ်မှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ဦးဆောင်မိမမိတ်ဘူပေါင်းတပ်တွေနဲ့အတူဘူပေါင်းမိ ရရဲ့ချွန်ညွန်ရရဲ့ရရဲ့မစုံမနစ်သောဆွေလုံးလဝရိယများပေးဆက်ဆွလွန်မှုတွေနဲ့အတူအောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ PLA ကသတင်းထုတ်ပြန်ပြီးနောက်ဆက်တွဲသတင်းအပြည့်စုံကိုဆက်လက်ထုတ်ပြန်သွားမယ်လို့ဆိုထားပါရယ်။ကန်နောင်ရဆဲအုပ်စုစကန်သိန်းတိုက်ပွဲတွင်ဆဲအုပ်စုဘက်ကစကန်မကြဘူးလေးချောင်းကနေအချိန်များစွာပုံချေပစ်ခတ်ပြီးခုခံခဲ့တယ်လို့တော်လိန်ပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးမှုချူရှိခဲ့တယ်လို့မြေပြင်တော်လိန်သတင်းရှင်မြတွေကဆိုပါရယ်။ကန်နောင်ရစကန်သိန်းတိုက်ပွဲမှာကျွန်တော်တို့ဘက်ကရဲဘော့ချို့ထိခိုက်ကြဆုံးတာတွေရှိခဲ့ပါရယ်။ဒီစကန်ကို လည်းကျွန်တော်တို့အဖွဲ့ရိအတော်လေးကိုကြိုးစားပြီးတော့ခက်ခက်ခဲခဲနဲ့အောင်မြင်အောင်တိုက်ခိုက်ခဲ့ရတာပါစကန်သိမ့်ပိုက်နိုင်ခဲ့တဲ့တရင်အပြေဆုံးကတော့သက်ဆိုင်ရာဖွဲ့စည်းရေးကနေထုတ်ပြန်ပေးပါလိမ့်မယ်လို့ကန်နော့ရွာစကန်သိမ့်တိုက်ပွဲမှာပအဝင်တိုက်ခိုက်ခဲ့တဲ့တော်လိုင်းရင်တရင်ရှင်မြစ်က MFP ကိုပြောပါရယ်ပလဲမြို့နယ်တွေကကန်နော့ရွာစကန်သိမ့်တိုက်ပွဲတွင်စစ်အုပ်စုကနေစဉ်ပုံကျဲခုခံပစ်ခတ်ခဲ့ပြီးအဲဒီလိုလိုင်းရောက်ပုံကျဲပစ်ခတ်ခဲ့တဲ့စစ်အုပ်စုတိုက်လေယာဉ်တွေကတစီကိုစွန်းလဆယ်ရက်မှာ PLA ကပစ်ချခဲ့တာကြောင့်စပစိတ်ကြီးရတွင်ပြက်ကမီးလောင်ပျက်စီးခဲ့ပါသေးတယ် လက်ရှိမှာပလဲမြုံနယ်တွေကကန်နောင်ရဆဲအုပ်စုအထိုင်းစကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိတ်ထားနိုင်ပြီးနောက်ထပ်စီးပြူကုံရွာဆဲအုပ်စုပြူစကန်ကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကောက်ရေးဝင်ကြီးဌာန MOD အောက်က PDF တိုင်းရင်တပ်ဖွဲ့တွေကဦးဆောင်ပြီးစကန်သိမ်းတိုက်ပွဲဆက်လက်ဆင်နွှဲနေတာဖြစ်တယ်လို့မြေပြင်တော်လိုင်းတရင်ရှင်မြတွေက MFP ကိုပြောဆိုထားပါတယ်။ဆက်လက်ပြီးဒေါအောင်ဆဲစုကြည်ကလူလူသဘောထားနဲ့တွေ့ပြီးတော့လုံရများမလုပ်ပဲပြည်သူ့အနွေဦးတော်လိုင်းရင်းနဲ့လည်းထတ်တူရက်တည်နေတယ်ဟု NUG ရဟိတ်သမရနဲ့ဝင်ကြီးချုပ်ပြောဆိုဆွေးနွေးတဲ့တွင်ကိုတင်ဆက်ပေး ပါမယ်ရှင်။လူတို့ကောင်ဆောင်တောင်ဆန်းစုကြည်ကလူတို့သဘောထားနဲ့တွေ့ပြီးတော့လှုပ်ရမြကိုမလှုပ်ပဲပြည်သူ့ຫນွေဦးတော်လန်ရေးကြီးနေလဲထတ်တူထက်မြတ်ရည်တည်နေတဲ့ဦးယုံကြည်သောမြို့သားညီညွတ်ရေးအစိုးရ NUG ရာရေးသမ္မတအထူးအလှယ်ရှိလာနဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်နိုင်တို့ကထုတ်ဖော်ပြောဆိုလိုက်သည်။တောင်ဆန်းစုကြည်အသက်80နှစ်ပြည့်မိန်ကောင်းများရင်၎င်းတို့နှစ်ဦးစလုံးကအထက်ပါတိုင်းထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။လူတို့ကောင်ဆောင်တော်ဆန်းစုကြည်သည်စစ်အာဏာရှင်များ၏မတရားဖန်ဆီးမှုကြောင့်အသက်80ပြည့်ချင်းအချင်းကြခံရင်ခက်ခဲသောနှစ်များကိုဖြတ်တန်းနေရကြောင် တိုင်းပြည်နယ်လူလူမှာလည်းအခက်အခဲဆုံးအကြမ်းတမ်းဆုံးနှစ်ကာလများကိုကြုံတွေ့နေရကြောင်းတောင်ဆန်းစုကြည်ဆွလွန်အနေနာခံမှုများကိုအောက်မေ့သတိရပြီးတိုင်းပြည်နယ်လူလူကိုဆေးရနာရှင်စနစ်စုတည်းမှလွတ်မြောက်ရန်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှစူးစမ်းနေကြကြောင်းအသက်80အရွယ်ရောက်နေပြီဖြစ်တော်လေတောင်ဆန်းစုကြည်သည် တိုင်းပြည်နယ်လူတို့အတွက်ဒေါအောင်ဆန်းစုကြည်ပေးဆက်မှုဟာတစ်ချက်မှနောက်တွန်းဆုတ်ခဲ့ခြင်းမရှိခဲ့ကြောင်းဒေါအောင်ဆန်းစုကြည်သည်လူတို့သဘောထားနှင့်တွေ့ပြီးသောလုပ်ရမများမလုပ်ခဲ့ကြောင်းရှာရီသမရတူဝါလက်ရှိလာကပြောဆိုသည်ဒေါအောင်ဆန်းစုကြည်ဟာလူတို့သဘောထားနှင့်တွေ့ပြီးသောလုပ်ရမများကိုမလုပ်ခဲ့တယ်လို့ကျွန်တော်တို့အနေနဲ့လည်းလူတို့သဘောထားနှင့်တွေ့ပြီးသောမြေသိလုပ်ရမျိုးကိုမှလုံဆောင်မှာမဟုတ်ဘူးလို့ပြည်သူကိုဂရီးပြုပါရီအန်ယူဂျီရာရီသမရတူဝါလက်ရှိလာကပြောဆိုသည်အလားတူအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်နန်းကလည်းဒေါအောင်ဆန်းစုကြည်သည်တက်တန်းတလျှောက် ပြည်သူနဲ့အတူခိုင်မာစွာရပ်တည်ခဲ့ပြီးလက်ရှိပြည်သူအနေဦးတော်လှန်ရေးတွင်လည်းထပ်တူရပ်တည်နေသည်ဟုခိုင်ခိုင်မာမာယုံကြည်ကြောင်းထုတ်ပေါ်ပြောဆိုသည်ရှင်နေကြရသည့်ဒေါ်ဆန်စုကြည်အသက်80ပြည့်နှစ်မွေးနေ့ကိုနိုင်ငံတော်မှပြည်သူများကပါဝင်ဆင်နွှဲနေကြပြီ မြို့ပြကြီးများတွင်စစ်ကောင်စီလုံခြုံရေးတင်းကျပ်မှုကြောင့်တရေထားရကျင်းပရာကြောင်းရန်ကုန်မြို့နှင့်နေဒီသားများမှပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနတန်တို့ပြောဆိုသည်ဆလဘီမန္တလေးမှစစ်မှုထမ်းစရိတ်ဖြစ်လားစင်တအင်းကိုအနေဆုံးချက်၃000ကောက်ခံဆွဲတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးမြို့မရပူရနယ်ပသိမ်ကြီးမြို့နယ်တွင်ကကြေးရွာတွေမှာစမူတန်းစီရိတ်ဖြစ်လှဆင်တအိမ်ချက်၃000ကနေချက်၃သိန်းထိအသီးသီးပေးနေရတယ်လို့ဒေသခံတွေထံကသိရပါဗျ။စမူတန်းမို့တဲ့ကြေးရွာတွေမှာလူမခေါ်တော့ဘဲအရိအစားလူစားထိုးလိုက်ရသူတွေအတွက်ပေးရတဲ့ငွေကြေးဆိုပြီးကြေးရွာအုပ်ချုပ်ရေးပိုင်းကကောက်ယူနေတာပါ။ကြေးရွာတွေမှာငွေကြေးတက်နိုင်တဲ့ပုံမှုတွေပြီးတလားကိုချက်၃000ကနေချက်၃သိန်းထိကောက်ခံနေတယ်လို့သိရပါဗျ။ငလင်ကြီးမလုတ်ခတ်ခင်ကာလာတွေကတအိမ်ကိုချက်၁000ခွင်းလုံးသတ်မှတ်ထားပေမဲ့အခုတော့အနည်းဆုံးချက်၃000ကနေစတင်ကောက်ခံ နာလို့ဒေသခံတွေကအသိပေးပါရယ်။ငလင်တန်ကိုဆူဆူရရခန်းစားခဲ့ရတဲ့အမရပူရမျိုးနဲ့အတွင်းကကြေးရွာတွေမှာစစ်မှုရမ်းစရိတ်မပေးနိုင်ရင်လူထက်ပေးဖို့ဖိအားပေးနေတာတွေရှိတယ်လို့သိရပါရယ်။ အနည်းဆုံး9000ပေးရမယ်ပြောရဲတနေ့လို့တနေ့စားကြတော့ဒီ9000ကမလွယ်ဘူးလုံခြုံရေးအရာကျေးရွာနာမည်မဖော်လို့ရဲအမရပူရာမြို့နဲ့အတွင်းနေထိုင်တဲ့အင်ရှင်မတူကပြောပါရယ်မန္တလေးမြို့ပေါ်ရက်ကွက်မှာတော့ငွေကြေးကောက်ခံတာမျိုးနေပေမဲ့လူငယ်တွေရှိတဲ့အိမ်တွေကိုစောင့်ကြည့်တာအိမ်နိုင်ရန်ရောက်ဆင်ခေါ်တာတွေရှိနေပါရယ်အာနာသိန်းစစ်တပ်ဟာလက်နက်ကိုင်းတော်လှန်မှုကြောင့်တပ်အင်အားဖြုံတိမှုများလာချိန်မှာအသက်၁၈နှစ်ကနေ35နှစ်ကြားလူငယ်တွေစစ်မှုထမ်းရမယ့်အစီအစဉ်ကိုပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တာပါတနေ့ကျော်ကာလအတွင်းစစ်မှုထမ်းအပတ်စဉ်၁၄ရက်ရောက်လာပြီ ဲ့တယ်လို့အပတ်စဉ်တစ်ခုကိုလူဝင်ရောင်း9000ခန့်ခေါ်ယူမယ်လို့ကြေညာထားတာကြောင့်စစ်သားဝင်ရောင်း9000ခန့်စုဆောင်းရရှိထားပြီလို့နားလည်ရပါတယ်။စစ်မှုရန်အပတ်စဉ်7ရက်အထိတင်းနှင်းစင်ထားပြီသူတွေကိုတော့နိုင်ငံအနှံ့ကတိုက်ဝဲပြင်းထန်တဲ့ဒေသတွေစီဆေးလွှတ်ပြီးလူဝင်ရောင်းဖြစ်တဲ့နေရာတွေလှုပ်ဆောင်နေတယ်လို့စစ်တပ်အတိုင်းဝိုင်းစီကသိရပါတယ်။ ဆက်လက်ပြီးအင်ကြီးဖြူပြဝစ်ထားတဲ့လူငယ်များကိုရှမ်းသန်းဖမ်းဆီးနေဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှနေမနက်9နာရီခန့်တွင်မြောက်ကလာပါမြို့နယ်ခေမာတိလန်ခေဟောင်းဘဏ္ဍာအထေချုပ်အလို့သမားနှစ်ဦးကိုပန်းပန်ပြီးအင်ကြီးဖြူပြဝစ်ထားလို့ဟုဆိုကာအကြမ်းဖက်တပ်သားလေကင်းများဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။ထို့ပြင်နေ့လေ12နာရီခွဲခန့်တွင်လည်းအင်းစိန်မြို့နယ်ချိုကုံစေဝါဆက်ယုံလမ်းရှိယောက်ျားလေးနှစ်ဦးကိုရှေ့အင်ကြီးအပြာရန်ဝစ်ထားလို့ဟုဆိုကာစစ်တီစီတစည်းဖြင့် ကင်းလဲနေတဲ့ကျန်းဖက်စစ်သားများနဲ့ရဲဘော်များမှရိုက်နှက်ကန်ကြပြီးကားပေါ်ဆွဲတင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်ရှင်။